I was always shy girl. အမြဲတမ်းရှက်တယ်။အင်းအင်းဟိုယူမလားမင်းလည်းမယူခြင်းလဲ။အင်းကြိုက်လားမင်းမကြိုက်လဲ။အင်းအစားမစားခြင်းလဲ။စားဆိုရင်အင်းစားခြင်းလဲ။သိရဟုတ်။ဘာဖြစ်ဖြစ်လိုးခြင်းခြင်းမလိုးခြင်းခြင်းဘာပြောပြောမပြောပြောအဲ့လိုမျိုးလေအမြဲတမ်းရှက်နေတာ။ That was me. ဒီထဲမှာအဲ့လိုမျိုးအမြဲရှက်နေတဲ့သူရှိလား။ဆိုတော့ကျမကဘာပြောခြင်းလဲဆိုတော့ကျမရဲ့ အာ healing သင်ပြီးခဲ့တော့ဆရာဆရာအရှင်ကူမှာပြောခဲ့တဲ့စကားလေးတစ်ခုရှိတယ်။အဲ့ဒီစကားအရန်ကူမှာတတ်မှုရှိပြီးတော့အရန်အကူညီရအဲ့ဒါပါလဲဆိုလို့ရှိရင်ဆရာအမြင်ပြောလို့ရှိတယ်။ရှက်ဆရာမလို့ဘူးလေတိတ်ခါရှိဖို့ပဲလိုတယ်။ဆိုတော့ဒီမှာတတလုံးဘာလို့လဲဆိုရှက်ပဲရှက်နေတာ။သိရမလား။သူများအကြောင်းဆိုလဲပြောလိုက်တာပဲ။သူများအတင်းဆိုလဲပြောလိုက်တာပဲ။အဲ Facebook မတက်ရေးရမလားရေးလိုက်တာပဲ။သိလား။စောင့်ထရမဲ့ ethic တွေပါလဲကျမကတိတ်မသိဘူး။ဆိုတော့ တခုဘာ realize ဖြစ်လာလဲဆိုရှက်နေတဲ့လူတိုင်းကတိတ်ခါရှိနေရတော့မဟုတ်ဘူးဆိုတော့ဥပမာပြောရမယ်ဆိုလို့ရှင်ကွာ public area မှာတွားကြတာဆိုဘာလို့ဆိုလို့ရှင်ဒါအရှက်မရှိရလို့မဟုတ်ဘူးကြတာကြတာပဲဥမာပြောပြတာကွာတည်လားဆိုတော့အဲ့ဒါယူဆိုကျမတို့ရှက်ကြတယ်ဒါဗီမင်း အာလူမမြင်ခွဲရမှာတို့သိတယ်ဟုတ်ပြီလို့ရှိရင်သူများအကြောင်းကိုနော်ဟုတ်တာလားမဟုတ်တာလားသိချာမသိပဲပြောရတဲ့ကိစ္စတွေဆိုလို့ရှိရင်အဲ့ဓာဒီပုံမှာကျမတို့ကတကယ်တကယ်လည်းနော်ရှက်ရမှာတိတ်ခါရှိရမှာဆိုတော့ရှက်နေတိုင်းကတိတ်ခါရှိနေရမဟုတ်ဘူးဆိုတာကိုဒီနေ့ကျမသဘောပေါက်လာတယ်ကိုကိုရိုင်းလေကိုကိုရိုင်းလေအရင်တော့တကယ်ကို shy girl လေးပဲဒါပေမဲ့อืมအဲ့လိုပဲဟုတ်တာလားမဟုတ်တာလားမသိရှောက်ရှောက်ပြီးပြောမိတာလေရှိရပဲ ဟိုစောင့်ထိုင်းရမယ့်အက်သစ်တွေလည်းမစောင့်ထိုင်းမိတာကြီးလည်းရှိတာပဲဆိုတော့ yes ဒီနေ့ကျမပြောစရာရှင်ပြောတယ်ဟုတ်တယ်ဟုတ်အဲဒီခါလေးမိုးစားရှင်လည်းငိုမှာပဲရည်စရာရှင်လည်းရှိမှာပဲဆိုတော့အဲ့ဒါလေးလို့ပို့တော့ကျမရှက်နေမှာမဟုတ်ဒါပေမဲ့တိတ်ခါကိုပြောတဲ့စကားတွေကိုပြောတဲ့အကြောင်းအရာတွေကဘယ်သူမှမထိခိုက်မနစ်နာတဲ့အရာမျိုးဖြစ်ရမယ်ကိုတကယ်လုပ်နေတာတွေကိုတကယ်သိတာတွေပဲပြောမယ်ပေါ့နော်မသိတာတွေမလုပ်ဘူးတာတွေကြားဘူးနားဝါးရှောက်ပြောနေတာဒါရှက်စရာကြီးပေါ့ โอเคဆိုတော့ဒီနေ့ကျမတို့စဉ်းစားကြည့်ပါကိုလုံးနေတဲ့အလုပ်တွေငြင်းနဲ့ရှက်နေဖို့မလို့ကျမတို့ကျမဆိုငယ်တော့ဆိုအလိုအလိုယောက်ျားလေးရှေးအောင်လဲရှက်တာပဲအေးလူကြီးတွေရှေးအောင်လဲရှက်နေတာပဲယောက်ျားဟိုအမျိုးသားတွေရှေးမှာမဟုတ်အမျိုးသမီးတွေရှေးအောင်လဲရှက်နေပြန်ရောအဲ့လိုလူတွေအရှေ့ရောက်ဝင်ကိုရှက်နေတာဆိုပြန်ကြည့်ရမှာရှက်ရအောင်ကိုကဘလို့ဖြစ်နေလို့လဲဟုတ်တယ်မလားဘာတွေလုံနေလို့လဲကောက်ကိုပြန်ကြည့်ရမှာ ဆိုတော့အော်လူရှက်ရအောင်ဘာမှမလုပ်ဘူးသူများကိုလည်းထိခိုက်နေနေအောင်လည်းမလုပ်ဘူး toxic တွေလည်းဖြန့်နေရလည်းမဟုတ်ဘူးသူများသားသမီးသူများယောက်ျားမိန်းမတွေကိုလည်းဖျက်ဆီးနေရလည်းမဟုတ်ဘူးမကောင်းကြံမှုလည်းဘာမှကြံစီမကောင်းတဲ့ကိစ္စတွေလုပ်ဖို့လည်းဘာမှကြံစီနေရလည်းမဟုတ်ဘူးဆိုလို့ရှိရင်ကျမတို့ရှက်နေစရာမလိုဘူးလေဟုတ်တယ်မလား be yourself ကိုယ်တိုင်းကိုနေပေါ့ yes ကျမတို့ရောလူတိုင်းကြိုင်မှာမဟုတ်ဘူးဒါလောကအမှန်တရားပဲကိုယ့်ကိုကောင်းအောင်မင်းနေနေမကောင်းအောင်မင်းနေနေ မကြိုက်တဲ့သူကတော့အများရှိမှာပဲတစ်ချိန်တည်းမှာပဲကြိုက်တဲ့သူကလည်းအများရှိနေမှာပဲသဘောကျတဲ့သူကလည်းအများရှိနေမှာပဲချစ်ခင်ပေးတဲ့သူတွေကလည်းအများရှိနေမှာပဲဆိုတော့ညာလူတွေမကြိုက်ကြလို့လူတွေမဘောမကြလို့လက်မခံကြလို့လည်းကျမတို့ဘာမှရှက်နေစရာဘာမှအကြောင်းမရှိဘူး be yourself ကိုယ်တိုင်းပဲကိုနေဆိုတော့ကျမတို့ shy ခဲ့ဖြစ်ခြင်းရဲ့ကောင်းတဲ့ချက်နဲ့မကောင်းတဲ့ချက်နဲ့ပေါ့နော်ကောင်းတဲ့ချက်ကြတော့ကျမတို့ဘာလဲဆိုတော့အဲ့လိုမျိုးအာ တိတ်ပြီးအတံမထွက်အဲ့လိုမျိုးလေးအမြဲမဲရှက်နေဆိုတဲ့အခါကျတော့နည်းနည်းလူဝင်ဆက်နေလို့ခံစားရခြင်းခံစားရမယ်ပေါ့နော်ဒါပေမဲ့သူမကောင်းတဲ့ချက်ကပါလဲဆိုလို့ရှိရင်ကျမတို့ကိုယ်နဲ့ကိုက်ညီရဲ့သူတွေလားကိုယ်နဲ့ပေါင်းလို့တင်လို့ရမယ်တငယ်ချင်းတွေလားဆွေမျိုးတွေလားဟိုကိုယ်နဲ့ပေါင်းလို့တင်လို့ရမယ်တကယ်အတူတူလက်တွဲပြီးအလုပ်လုပ်လို့ရမယ်အတူတူကနေထိုင်လို့ရမယ်သူတွေလားဆိုတာကိုကျမတို့ကမသိတော့အဲ့တော့ကိုနဲ့ကြိုက်လားမကြိုက်လားတွေမသိဘူးဆိုတဲ့ခါကျတော့အဲ့လိုပတ်ဝန်းကျင်မှာကိုကနေနေဆိုတဲ့ခါကျလို့ရှိရင်အရင်ပြဿနာများတယ် ဟိုအမြင်နဲ့နေတဲ့သူကဟို problem ကြီးပဲပေါ့တိလားတကားမှားသွားတာနဲ့ तू ကအထာနာကောက်တာနဲ့ဘာနဲ့ so many things တိရမလားအမြင်နဲ့ကိုကဘူးဘူးပြောမလိုက်ဖြည့်ရှင်းပြနေရအဒီလိုမဟုတ်ပါဘူးဒါပါအဒီလိုပြောလိုက်တာမဟုတ်ပါဘူးဒီလိုသဘောမဟုတ်ပါဘူးနဲ့တိလားဆိုတော့ကိုတိုင်းကိုหนีလိုက်တဲ့အချိန်ကျတော့ကိုနဲ့ကိုက်ငယ်လူတွေပဲကိုဘေးပတ်ဝန်းကျင်မှာရှိလာဆိုတဲ့အခါကျတော့ရှင်းပြတဲ့ကိစ္စတွေကတော်တော်နည်းသွားတယ် ဘာလို့လဲဆိုတော့သူတို့ကကိုယ်အတိတယ်ကိုဒီလိုပုံစံမျိုးပြောလိုက်တာမဟုတ်ဘူးဆိုတာဒါကိုယ့်ရဲ့ပုံစံကိုနေတာဒီလိုပုံစံမျိုးပဲဆိုတော့သူတို့ကတိရယ်ဆိုတဲ့ခါကျထွေထူးလိုက်ပြီးအများရှင်းပြနေစရာမလိုတော့ဘူးဒါကရှိုက်ခဲမဖြစ်တော့တာရဲ့ဟိုပါပေါ့အာတာချက်ပေါ့ညီရယ်ကိုကိုရိုင်းရောကိုယ့်ရဲ့ခလေးကိုအမြဲပြောလို့ရှိရရှက်စရာမလိုဟုတ်တယ်နော်တိတ်ခါရှိဖို့ပဲလိုတယ်သူများကိုကြောက်ချတာမကောင်းဖြစ်အောင်လုပ်တာနော်သူများကိုအမြဲတမ်းဒုက္ခဖြစ်စေတာအဲ့ဒါကြီးကိုကျမတို့ကရှက်ရမှာ တကယ်ကြရင်ကိုပုံစံတိုင်းကိုနေတာကိုကြိုက်တာလေးဝတ်တာစားတာအဲကိုကကိုလူရှိထွက်တာပဲဖြစ်မထွက်တာပဲအဲ့ဒါတွေကိုကျမတို့ချက်နေစရာအကြောင်းမရှိဘူးဆိုတော့ again ရှက်စရာမလိုသိခါရှိဖို့ပဲလိုတယ်ဆိုတဲ့စကားကိုကျမအားလုံးနဲ့အတူကျမဆရာရဲ့စကားလေးကိုပြန်ပြီးတော့မျှဝေပေးလိုက်ပါတယ်ကျေးဇူးများတင်ပါတယ်